အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အစ်စပ်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မော်အစွမ်းထက်တဲ့ခရမ်းသီးစိုက်ခင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါခရမ်းသီးကိုတော့လူတိုင်းလူတိုင်းစားဖို့ကြမှာဖြစ်ပါတယ်ဒါပေမဲ့မော်အစွမ်းထက်နေတဲ့ခရမ်းသီးကိုစားဖို့ကြပါသလားဒီခရမ်းသီးကိုစားလိုက်မယ်ဆိုရင်တော့ယောဂဝေဒနာအစိုးရအလုံးကယူပြေတလို့ပျောက်သွားမှာပဲဖြစ်ပါတယ် ါ။ဒါဆိုရင်တော့မောအစွမ်းထက်တဲ့ခရမ်းသီးဆိုင်ခဲဆိုတဲ့ပုံမြင်လေးကိုကြည့်လိုက်ကြရအောင်ပါ။စုခရရဲ့နေထဲမှာထွက်နေခဲ့တဲ့ခရမ်းသီးတွေကတော့ယောဂဝေဒနာတွေအလုံးကိုတတ်သားစေပါတယ်။စုခရကတော့သူ့ရဲ့လေယာဆိုင်ပြိုးမြေကိုကြီးရှုဆောက်ရှောက်ပေးနေခဲ့ပါတယ်။ဒီနေ့မှာတော့သူကကြက်တော်နဲ့အလူဆိုင်ပြိုးထားခဲ့ရပါ။ဒီတစ်ခါမှာတော့သူကလည်းစိတ်အားထက်သန်စွာနဲ့ဆောင်ဆိုင်နေခဲ့ပါတယ်။သူရဲ့နေရာဆိုင်ခင်တစ်ခုလုံးအထွက်တိုးလိမ့်မယ်လို့လည်းသူမျှော်လင့်နေခဲ့ပါတယ်။ ဒီအချိန်မှာသူ့ရဲ့တငယ်ချင်းရောက်ရှိလာခဲ့ပါတယ်။ဘလို့ဖြစ်ကြလဲဆိုခရရဲ့တတော်လေးအဆင်ပြေနေရပါလား။မင်းကတော့မင်းရဲ့လယောင်မြေကိုတတော်လေးကယူဆိုင်ပေးနေရပဲ။အေးဟုတ်တယ်တငယ်ချင်းရဲ့ငါလည်းမတတ်နိုင်ဘူးဘလို့လောက်ရမလဲ။ငါရဲ့လယောင်စိုက်ပြိုးမြေကအမြဲတမ်းပြက်စီးနေတာပိုကြလိုက်ပြက်စီးလိုက်နဲ့ဆိုတော့ငါလည်းဒီတစ်ခေါက်တော့တည်တည်ချာချာကြီးမှဖြစ်မယ်။ငါရဲ့လယောင်စိုက်ပြိုးမြေကိုတစုံတစ်ယောက်ကဖျက်ဆီးသွားမှလည်းငါကြောက်တယ်။မင်းကမင်းရဲ့လယောင်မြေတစ်ခုလုံးမှမြေဩစာမတောင်းဘူးလား။ ပြီးတော့တန်းတန်းရှင်းရှင်းရောမထားဘူးလားလောက်တာပေါ့ကွာတက်နိုင်တလောက်အရာအားလုံးလုပ်တယ်ဒါတော့မှငါရဲ့လေယာဆိုင်ပြုံးမြေကဘာလို့အမြဲတမ်းပြက်စီးနေလဲမသိဘူးဒီတစ်ခေါက်လေငါရဲ့လေယာဆိုင်ပြုံးမြေပြက်စီးသွားမယ်ဆိုရင်တော့ငါပြက်စီးမှကျင်းသေးတယ်ငါကဒီတစ်ခေါက်လေယာဆိုင်ပြုံးဖို့အတွက်ဆိုပြီးတော့အကျွေးတွေကလည်းယူထားသေးရာမင်းရလေဘာရီတလောက်တောင်မှစောရင်ပုံပန်နေရလေဒီတစ်ခေါက်မင်းရလေယာဆိုင်ပြုံးမြေအတော်လေးအထွက်တိုးလိမ့်မယ်လို့ငါယုံနေပြောဆိုပြီးနောက်မှာတော့တငယ်ချင်းဖြစ်သူလဲထွားခွာသွားပါတယ် ဆိုခီယာကတော့လေယာဆိုင်ပြိုးမြင့်မှာအလုံလောက်ကန်ပြီးသူရဲ့မိသားစုစားဝတ်နေရေးဖြည့်ရှင်ပေးနေရတဲ့သူပါသူရဲ့လေယာဆိုင်ခင်တစ်ခုလုံးအကြိမ်ကြိမ်ပြက်စီးနေခဲ့တဲ့အခါမှာသူတို့မိသားစုလည်းစားတောက်ဖို့ခက်ခဲနေကြပါတယ်သူမှမိန်းမနဲ့တားလေးတယောက်လည်းရှိပါတယ်တားလေးဆိုနူကငငယ်လေးကလေးကစကားမပြောနိုင်ပါဘူးဆိုခီယာကပတ်စံမချားတာတဲ့အတွက်ကြောင့်မလို့သူ့တားလေးကိုလည်းစေမကူတာပေးနိုင်ခဲ့ပါဘူးဒီလိုနဲ့ပဲလင်မယားနှစ်ယောက်လုံးကလည်းသူတို့မရှိတော့တဲ့နောက်မှာခလေးကိုဘယ်လိုလုပ်ကြမလဲဆိုပြီးစိတ်ပူနေခဲ့ကြတာပေါ့ ။စုခရာကလည်းလဲထဲမှာထိုင်နေရင်းနဲ့ဒါကိုစဉ်းစားနေပါရဲ့။ဒီအချိန်မှာသူ့ရဲ့မိမကျန်ပါကသူ့စားဖို့အတွက်ထမင်းယူပြီးရောက်ချလာပါရဲ့။ကျန်ပါရေမင်းတယောက်ထဲလာခဲ့တာလား။တားလေးရောတားလေးကိုဗမာထားခဲ့ရလဲ။ဗမာထားခဲ့ရမှာလဲ။ကျမရဲ့အိမ်လေးချင်းအတော်အိမ်မှာခဏထားခဲ့တယ်။ခလေးအတွက်ရှင်ဘာမှအလောက်စိတ်ပူမနေနဲ့။သူကအတော်ကြီးနဲ့နေရတာလေပျော်နေရဆိုတော့ရတယ်။ရှင်အခုစားလိုက်တော့လေမနဲ့တုန်းကလည်းဘာမှစားတော့တာမဟုတ်ဘူးမင်းကလည်းကွာငါကလေယာဆိုင်ပြောမိအကြောင်းကိုပဲစဉ်းစားနေရငါဘာမှမစားချင်ဘူး ချန်ပွားကအချိန်ချင်းပြောဆိုနေခဲ့တဲ့အချိန်မှာဇူခီယာကလည်းစားတောက်ဖို့အတွက်သဘောတူခဲ့ပါတယ်။ဇူခီယာပထမအဦးဆုံးတလုံစားရုံးမဲ့အချိန်မှာပဲဦးလေးကြီးတဦးရောက်ရှိလာခဲ့ပါတယ်ပြီးတော့ပြောခဲ့ပါတယ်။တထေးရေတထေးကျွန်တော်ကိုစားတောက်ဖို့အတွက်တခုခုပေးပါလားကျွန်တော်ဗိုက်စာတော့ပါဖရာသခင်ကောင်းကြီးပေးပါစေ။ကျွန်တော်ဘာမှမစားရတာရက်အတော်လေးကိုကြာနေပြီ။ဒီလိုနဲ့ဇူခီယာကအဖိုးအကြီးကိုကြည့်လိုက်တဲ့အခါမှာသူ့အတော်လေးအားနေနေခဲ့ပါတယ်။သူ့ခမရကောင်းကောင်းတော့မရနိုင်ပါဘူး။ သူရဲ့အခြေအနေကိုတွေ့ကြရတဲ့အခါမှာစုခရကလည်းတနာသွားခဲ့ပါတယ်။ဒါကြောင့်သူကသူစားရမယ့်ထမင်းကို တောင်းစားတဲ့အဖိုးအိုကြီးကိုပေးလိုက်ပါတယ်။ရော့ပါ။ကျွန်တော်စားမယ့်ထမင်းကိုတော့ဦးလေးကြီးပဲစားလိုက်တော့ကျွန်တော်ဘိုက်မစားဘူးနော်။ကျွန်တော်ရဲ့နေရာစိုက်ပျိုးမြေကိုကျွန်တော်ကြီးရှုပေးနေရတာနဲ့ဘိုက်ကိုမစားနိုင်တော့ပါဘူး။အဖိုးအိုကြီးကလည်းထမင်းပကန့်ကိုရှုပြီးနောက်ပြောခဲ့ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။တကယ်ကိုအများကြီးအကူအညီပေးခဲ့တာပဲ။ကျွန်တော်ပြန်ပေးချင်တာတခုရှိတယ်ဒီလိုနဲ့သူ့ရဲ့စုပ်ပြဲနေတဲ့အိမ်လေးရဲ့လက်ထည့်ပြီးနောက်မှာတော့ မျိုးစစ်လေးတွေထုတ်ပေးလိုက်ပါတယ်။ဒါတွေကိုတေးချစိုက်ပျိုးထားလိုက်နော်။ဒီမျိုးစစ်လေးတွေကခမည်းဘုရားမှာရှိတဲ့ဆင်းရဲဒုက္ခတွေအားလုံးကင်းဝေးသွားစေမှာ။ပြောဆိုပြီးနောက်မှာအဖိုးအိုကြီးကလည်းထွက်ခွာသွားခဲ့ပါတယ်။သူစီမှာပတ်စံဘဲကနေပြီးတော့ရတာလေ။သူ့မှာစားတောက်ဖို့အတွက်တောင်မှပတ်စံရှိတာမဟုတ်ဘဲနဲ့ဒါတွေကိုဘလို့ဝယ်ထားလဲ။ကျမောက်ပေးပါ၊ကျမသိမ်းထားလိုက်မယ်။ကျမတို့လေယာမြေရိတ်သိမ်းပြီးသွားတဲ့အခါကျရင်တော့ဒါတွေကိုစိုက်ပျိုးမယ်။ မင်းကသူပေးသွားတဲ့မျိုးစေ့တွေကိုယုံကြည်နေရပေါ့။တူတာတွေကိုဘယ်ကနေပြီးတော့ယူလာခဲ့ရလဲဆိုတာကိုရောသိလို့လား။ရှင်ကလည်းကျမတို့လေယာဉ်မြေကအများရန်ပြက်စီးနေရပဲ။ပြက်စီးနေလက်စားနေတော့ကျမတို့တစ်ခေါက်လောက်ဓာတ်တွေကိုစိုက်ပျိုးကြည့်လိုက်ကြမယ်လေ။အေးဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့မင်းအိမ်ပြန်တော့ကလေးကိုအကြာကြီးသူများအိမ်မှာမထားနဲ့။ကြံပါကလည်းအိမ်ကိုပြန်သွားခဲ့ပါရီ။စုခိယာကရပ်ပေါင်းများစွာကြောက်အောင်သူ့ရဲ့လေယာဉ်မြေကိုထိမ့်သိမ်းဆောက်ရှောက်ခဲ့ပေးမယ်။ ချိန်သိမ်းရမယ်အချိန်ရောက်ရှိလာခဲ့တဲ့အခါမှာသူ့ရဲ့လက်ရမီအားလုံးပိုးထိပ်ပြီးဖြတ်စည်းကုန်တာတွေ့ခဲ့ရပါတယ်။ဟုတ်ဖျားသခင်ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ကျွန်တော်ရဲ့လက်ရမီတွေအားလုံးထပ်ပြီးဖြတ်စည်းသွားပြန်ပြီ။ဒီပုံစံအတိုင်းဆိုရင်တော့ကျွန်တော်တို့ငတ်ပြတ်သေးကုန်ကြတော့မှာ။တထေးကြီးကလည်းသူ့ရဲ့ပတ်စံတွေကိုတောင်းဖို့အတွက်အိမ်ကိုရှောင်းနေလောက်ပြီ။အဲဒီအချိန်မှာအမှန်တကယ်ပဲတထေးကြီးအိမ်ကိုရောက်ချလာပါတယ်။ဘယ်လိုဖြစ်ကြလဲ။မင်းတီးနှံတွေရိုက်သိမ်းပြီးပြီလား။ကျွန်တော်ကိုရချင်းနေနေပေးပါကျွန်တော်စိုက်ပျိုးထားတဲ့တီးနှံတွေအားလုံးပြက်စီးကုန်ပြီ ျွန်တော်ရဲ့အာလူကြက်တော်တွေကိုတော့ဘယ်သူမှအလကားပေးရင်တော့ယူကြမှာမဟုတ်ဘူး။ဒါရင်ကောက်လာပြောမနေနဲ့ငါတော့ငါ့ရဲ့ပတ်စံကိုပဲပြန်လို့ခြင်းနဲ့ကျွန်တော်ကိုနောက်ထပ်အချိန်နည်းနည်းလေးထပ်ပေးလိုက်ပါ။ကျွန်တော်ပတ်စံရအောင်ပြန်ပေးမယ်နော်။ဒါဆိုရင်တော့ငါမေကိုအချိန်6ရက်ပေးလိုက်မယ်။9ရက်မြောက်နေ့ကျရင်ငါပတ်စံတွေအားလုံးပြန်ဆက်။မဟုတ်ဘူးဆိုရင်တော့မင်းရဲ့လက်ရာမြင်နဲ့မင်းရဲ့အိမ်အားလုံးကိုငါသိမ်းမယ်။တထေကြီးကချင်းချောက်ပြီးပြန်သွားခဲ့ပါလေ။စုခရလည်းစိတ်ညစ်နေပါရဲ့။အကျွေးမေကိုဘယ်လိုပြန်ဆက်ရမလဲသူမသိပါဘူး။အိမ်မှာလည်းစားတော့ဖို့အတွက်ဘာမှမကြမ်းတော့ပါဘူး။ ကျမတို့ကိုဦးလေးကြီးပေးသွားခဲ့တဲ့မျိုးစစ်လေးတွေစိုက်ပျိုးကြည့်မယ်ဆိုရင်ကျမကြားဘူးတာကတော့တောင်စုတွေမှာစွမ်းအားတွေအများကြီးရှိတယ်တဲ့သူကကျမတို့ကိုအများကြီးဆုတောင်းပေးပြီးတော့ဓာလေးတွေပေးခဲ့တာမဟုတ်လားမင်းရလဲကွာဘာဖြစ်နေရလဲငါတို့ကိုယ်တိုင်စိုက်ပျိုးထားတာမှအဆင်မပြေတော့အဲ့ဒါလေးတွေကဘလို့အဆင်ပြေမလဲဒီတစ်ခေါက်ထူးဆန်းတာတစ်ခုခုဖြစ်ချင်လဲဖြစ်သွားမှာပေါ့ကျမတို့တစ်ခေါက်လောက်စူးစမ်းကြည့်မယ်လေဘာတွေကိုများရှင်ကဒီလောက်တောင်မှတွန့်ဆုံနေရတာလဲအေးအေးအေးဟုတ်ပြီဟုတ်ပြီ ဒီလိုနဲ့ပဲစုခိယကသူ့မိမပြောတဲ့စကားကိုနားထောင်ပြီးစိုက်ပြိုးလိုက်ပါတယ်။နောက်နေ့သူတငယ်ချင်းကစုခိယအိမ်ကိုရောက်လာပါတယ်။စုခိယရဲ့မင်းဘာတွေလောက်ထားတာလဲ။မင်းရဲ့လက်ရမြေတစ်ခုလုံးကိုမင်းကမှော့အစွမ်းတွေနဲ့လှုပ်လိုက်တာလား။ဘာဖြစ်လို့လဲ။မနေ့ကတော့ကမင်းနဲ့ကြံပါနေမျိုးစေ့တွေချနေရငါတွေ့တယ်။ဒီနေ့တင်းနဲ့တွေကတင်းနေပြီ။ဘာတွေပြောနေရလဲ။သူတို့ကလည်းမြုံကြည့်နိုင်အောင်ဖြစ်ပြီးတော့ကြည့်ခဲ့တဲ့အခါမှာတော့ခရမ်းသီးအကြီးအကြီးတွေကိုတွေ့ခဲ့ရပါတယ်။ခရမ်းသီးတွေကအကြီးအကြီးတွေနဲ့အရန်ကိုလှပါလောနေခဲ့ပါတယ်။ ကျန်ပါရေဒါတကယ်ထူးဆန်းတာပဲညရင်ချင်းဒီလောက်ကောင်းတဲ့အသီးနှံတွေတီးလာတယ်ကိုဟောကိုတော့မမယုံနိုင်တော့ဘူးကျမပြောတာပဲဆုတောင်းတွေမှာစွမ်းအားတွေရှိပါတယ်ဆိုနေမှဒါတွေကိုခိုးပြီးတော့ကျမတို့တွားရောက်ကြမယ်ဒါပေါ်တွားကြမယ်ငါရက်ပေါင်းများစွာကြာတော့မှအခုလိုမျိုးဈေးကိုတစ်ခေါက်ပြန်တွားရတာကျမဒီနေ့ဒါတွေကိုခိုးယူပြီးတော့အိမ်မှာဟင်းချလိုက်မယ်အေးဟုတ်ပြီဒါဆိုရင်တော့မင်းဟင်းတွားချလိုက်ငါလုံးစရာရှိတာဆက်လုပ်မယ်ကျန်ပါကလည်းခရမ်းတီတလုံးခိုးယူသွားခဲ့ပြီးနောက်မှာတော့အိမ်ပြန်ပြီးဟင်းချပါတယ် ကျန်ပါထမင်းဟင်းချက်ပြုတ်ပြီးသွားတဲ့အခါမှာစွန်နုကိုကြွေးပါတယ်။ဒီမှာစွန်နုငါနဲ့အတွက်ဆိုပြီးတော့ခရမ်းသီးဟင်းချက်ထားတယ်။နင်လည်းခရမ်းသီးကြိုက်တယ်မဟုတ်လား။စွန်နုကလည်းကောင်းကြီးပြပြီးသူ့အမေကြွေးတဲ့ခရမ်းသီးဟင်းနဲ့စားခဲ့ပါတယ်။သုံးလုံးစားပြီးတဲ့နောက်မှာတော့စွန်နုတဖြည်းဖြည်းစကားစပြောခဲ့ပါတယ်။အေးပြောလေတာရဲ့ပါလေ။ဘာဖြစ်လို့လဲခရမ်းသီးဟင်းကြိုက်လို့လား။ဒီအချိန်မှာစွန်နုလည်းအတန်းထွက်လာပါတယ်။ကောင်းတယ်အမေစားလို့ကောင်းတယ်ထွက်ကြွေးအောင်။ဒါဖြစ်သူစကားပြောလာတာကိုတွေ့ခဲ့ရတဲ့အခါမှာကျန်ပါဝမ်းသာပြောရွှင်သွားပါတယ်။ သားလေးရဲ့စုံတို့နင်စကားပြောတတ်တယ်ငါ့အမေလို့ခေါ်လိုက်တယ်ဟုတ်လားငါသားလေးစကားပြောနိုင်ပြီဒါရီအားလုံးကခရမ်းသီးရမော့အစွမ်းတွေကြောင့်ပဲခုဆိုလို့ရှင်တော့ငါသားလေးစကားပြောတတ်ပြီဟိကျပ်ပါကခလေးကိုချီပြီးအမြန်ဆုံးဈေးထဲထွက်လာခဲ့ပါတယ်ဈေးထဲမှာစုခိယာကတော့ခရမ်းသီးရောင်းနေခဲ့ပါတယ်သူရဲ့မိန်းမနဲ့သားလေးကိုတွေ့ခဲ့ရတဲ့အခါမှာစုခိယာမေးပါတယ်ကျပ်ပါရဲ့ဘလို့ဖြစ်ကြလဲနင်ဘာကိစ္စနဲ့ဒီလိုလာတာလဲဒီအချိန်မှာသားလေးကသူ့အဖေကိုကြည့်ပြီးပြောလိုက်ပါတယ်အဖေ ငါသားလေးငါအဖေလို့ခေါ်နေတယ်သူကစကားမှမပြောနိုင်တာဟုတ်တယ်ကျမတို့ရဲ့လေထဲမှာထွက်တဲ့ခရမ်းသီးတွေကတာမန်ခရမ်းသီးမဟုတ်ဘူးခရမ်းသီးဟင်းနဲ့စားပြီးတာနဲ့သူစကားပြောတက်လာတာကျမတို့ကလေးစကားပြောနေပြီဒါဆိုရင်ခရမ်းသီးကြောင့်ဖြစ်လာခဲ့တာလားဟုတ်တယ်လင်မယားနဲ့ရောက်ပြောနေတဲ့စကားတွေကိုဈေးထဲကလူတွေကြားသွားခဲ့ပါတယ်ကျွန်တော်ကလည်းခရမ်းသီးတစ်လုံးရောင်းပေးပါဦးကျွန်တော်အမေကမျက်လုံးအလင်းရောင်တော်တော်လေးကိုယောနေနေပြီလေအမေကိုမျက်လုံးပြောင်းမြင်စေချင်တယ်အေးဟုတ်ပြီရှူသွားဒါပေမဲ့တစ်လုံးကို20 အမလေးကျွန်တော်40ပေးမယ်ဗျာဒီလိုနဲ့သူကလည်း40နဲ့ခရမ်းသီးတစ်လုံးရောင်းလိုက်ပါတယ်ခဏအတွင်းမှာပဲစုခရရဲ့ခရမ်းသီးတွေအားလုံးရောင်းကုန်သွားခဲ့ပါတယ်ပတ်စံလည်းအများကြီးရှာနိုင်ခဲ့ပါတယ်အရင်နေ့မှလင်မယားနှစ်ယောက်လုံးဝမ်းသာပျော်ရွှင်နေခဲ့ကြတာပေါ့အခုဆိုရင်တော့မော့အစွမ်းထက်တဲ့ခရမ်းသီးကြောင့်ကျမတို့ဘဝလုံးဝပြောင်းလဲသွားပြီကျမတို့ကလေးကိုလည်းစိတ်ပူစရာမလိုတော့ဘူးနောက်နေ့မှတော့ဘိုလာရောက်ရှိလာခဲ့ပြီးတော့စုခရကိုအော်နေခဲ့ပါတယ်ကိုစုခရရေအေးဘာဖြစ်တာလဲ အကိုရဲ့အကိုရဲ့ခရမ်းဒီကတကယ်အရန်ကောင်းနေသေးလားအကိုရဲ့ခရမ်းဒီကိုစားတာနဲ့ကျွန်တော်အမေမျက်လုံးပြန်ကောင်းသွားတယ်ကျွန်တော်အမေအခုဆိုရင်တော့မျက်လုံးပြန်မြင်နိုင်ပြီလေကျေးဇူးအများကြီးတင်ပါတယ်အကိုရဲ့ဒီအချိန်မှာပဲစုခရရဲ့တငယ်ချင်းရောက်ရှိလာပါတယ်ကဲခမရဲ့ခရမ်းဒီတွေကမှအစွမ်းထက်နေရဲ့ဆိုကျွန်တော်လည်းနည်းနည်းလိုချင်တယ်ခရမ်းဒီတွေအားလုံးရောင်းလိုက်ပြီဘာတွေပြောနေရလဲကျွန်တော်အခုပဲခမရဲ့လေဘက်ကနေလာခဲ့တာခရမ်းဒီတွေတီးနေပါတယ်စုခရကလည်းခရမ်းဒီတွေခိုးပြီးပေးလိုက်ပါတယ် ကျန်တဲ့ခရံသီးတွေကိုခိုးယူပြီးနောက်မှာတော့သူကဈေးထဲမှာပြန်သွားရောင်းခဲ့ပါတယ်။ရွာမှာဒီကိစ္စတွေအားလုံးကိုလူတွေအားလုံးကတီးသွားခဲ့ကြပါတယ်။စုခရရဲ့ခရံသီးတွေအားလုံးကမော်အစွမ်းထန်နေရဲ့ဆိုပြီးတော့ပါ။ရောကောက်တွေအားလုံးကိုလည်းကင်းဝေးစေတယ်ဆိုတာကိုတီးရောအားလုံးဝမ်းသာပျော်ရွှင်နေကြပါတယ်။လူတွေကလည်းခရံသီးတွေကိုဈေးကောင်းကောင်းနဲ့ဝယ်ယူသွားခဲ့ကြပြီးဈေးတွေလိုမျိုးအသုံးပြုပါတယ်။စုခရတို့အဆင်ပြေသွားခဲ့ကြပါတယ်။သူက6ရက်မပြည့်ခင်မှာပဲတထေကြီးရဲ့ပတ်စံတွေကိုပြန်စံနိုင်သွားခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့စင်ရဲရခမအိမ်ဆိုတဲ့ပုံပြင်ပဲဖြစ်ပါတယ်။ဗီမလာဆိုတဲ့အမျိုးသမီးတယောက်ကတော့ရခမအိမ်မှာနေထိုင်နေခဲ့ပြီးသူမနေရက်တွေကိုခက်ခဲကြတဲ့စွာနဲ့ဖြတ်ကျော်နေထိုင်နေခဲ့ရပါတယ်။သူမတို့လေယာဆိုင်ခင်းအလုံးပြည့်စည်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့အိမ်မမိသားစုဝင်တွေအကုန်လုံးကလည်းစိတ်ညစ်နေကြပါရဲ့တရက်မှတော့ရခမဖြစ်သူကလာပြောခဲ့ပါရဲ့ဘလို့ဖြစ်တာလဲဗင်မလားနေလဲစာထမင်းစားချိန်မလားအခုချိန်ထိဘာမှလည်းမချက်ရသေးဘူးလားအမေရဲ့ဘာချက်ရမလဲဘယ်ရနေချက်ရမလဲ အိမ်မှာဘာမှရှိရမှာမဟုတ်ကြ။အိမ်မှာဂျုံမရှိဘူး၊ဆာမရှိဘူး၊ဆေးမရှိဘူး၊ဟင်းသီးဟင်းဝတ်မရှိဘူး၊ဟင်းစားမရှိဘူး။အခုငါလည်းဘာလုပ်ရမလဲ။ British နဲ့နှစ်ယောက်ခွတ်သေးနှစ်ယောက်လုံးကလည်းအလုပ်တော့ရှာနေကြတယ်။သူတို့ကိုအလုပ်ကြမ်းလေးပါလေတခုလောက်ပေးလိုက်ကြမယ်ဆိုလို့ရှင်တော့ကောင်းပါပဲနော်။သူတို့လည်းဘိုက်ဆက်စာနဲ့အိမ်ကိုပြန်လာကြမှာသူတို့လာတဲ့အခါကျရင်ငါတို့သူတို့ကိုဘာကြွေးရမလဲ။ပင်လာကိုတိုင်းလည်းဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာစိတ်ပြဝမ်းနဲ့တွားခဲ့ပါရဲ့။ဒီအချိန်မှာသူရဲ့ရောင်မလေးရောက်ရှိလာခဲ့ပါရဲ့။ အမေဘာမှစိတ်ပူမနေပါနဲ့အမေရဲ့အိမ်မှာဂျုံစည်းတွေရှိသေးလားဘာလို့မှလဲဂျုံစည်းတွေကိုချက်စားရမှာလားအမေကလည်းကျမတို့မှာကြိတ်ဆုံရှိတာပဲဂျုံစည်းတွေကိုကြိတ်မယ်လေပြီးရင်တော့ကျမတို့အိမ်မှာစံပြုတ်လေးပဲပြုတ်ပြီးတော့တောက်ကြမှာပေါ့ဒါအရန်ကောင်းတာပဲဒါဆိုရင်တော့ခဏလေးဒီမှာပဲထိုင်နေကျမကိုယ်တိုင်ပဲဂျုံစည်းတွေအလုံးကိုတော့ကြိတ်ပေးမယ်နော်ဒီနောက်ဗီမလာကလည်းဂျုံစည်းတွေကိုကြိတ်ပြီးနောက်မှာတော့စံပြုတ်လေးပြုတ်လိုက်ပါတယ်ဒီနေ့တော့ဘလို့မဆိုဂျုံစည်းတွေရှိနေလို့ပေါ့ငါတို့စံပြုတ်ပြုတ်ထားလိုက်ပြီး မနှက်ပြန့်ကြလို့ရှင်ဘယ်လိုလုပ်ကြမလဲနောက်နေ့စားတော့ဖို့အတွက်ဘာမှကြံတော့တာလည်းမဟုတ်ဘူးမနှက်ပြန့်ကြလို့ရှင်တော့ငါတို့စံပြုတ်တော့မှပြုံးမတော့နိုင်တော့ဘူးသူတို့ပြန်လာခဲ့တဲ့အခါကြလို့ရှင်တော့အလုပ်တစ်ခုခုရပြီးတော့မှပြန်လာကြပါစေငါတို့ဒါဘိုးပဲဆုတောင်းတော့တယ်ခဏနေတော့ဗင်မလာရဲ့ယောက်ျားနဲ့တယောက်ခါတီနှစ်ယောက်လုံးအလုပ်ရှာပြီးပြန်လာခဲ့ကြပါတယ်နှစ်ယောက်လုံးပဲမျက်နှာကိုကြည့်ရတာတော်လေးစိုးရင်ပုံပန်းနေကြတဲ့ပုံစံပါပဲအခုလိုမျိုးစိုးရင်စိတ်ပြနေတယ်သူတို့ကိုတွေ့ကြရတဲ့အခါမှာတော့ဗင်မလာရဲ့ရခွန်မဖြစ်သူကလည်းပြောပါတယ် ဘလို့ဖြစ်တာလဲရှင်တို့ကိုကြည်ရတာလဲစိတ်မချမ်းသာလိုက်တာဒီနေ့လဲဘာအလုံးမမရလာခဲ့ကြဘူးလားဟုတ်လားအေးဟုတ်တယ်ဘာအလုံးတစ်ခုမှအစင်မပြေလာခဲ့ဘူးကြည်ရတာတရွာလုံးကလူတွေကလည်းဘာလုံးနေကြလဲမသိဘူးအဲတို့ရှီမားမှအလုံးတစ်ခုပေးဖို့အတွက်မရှိဘူးလေငါတို့ကိုအလုံးပေးမယ်ဆိုတဲ့သူကလည်းပတ်စံနဲ့လေးနဲ့အလုံးကိုခိုင်းကျင်နေတယ်ဒါဆိုရင်တော့ကျမတို့ဘာဆက်လုပ်ကြမလဲဒီအတိုင်းဆိုရင်တော့မဖြစ်သေးဘူးမသိရပါဘူးငါလည်းတကယ်ဘာလုပ်ရမလဲတကယ်နားမလဲတော့ဘူးကဲဘာလုပ်ရမလဲဆိုတာကိုတော့ဘိုက်ဝသွားတဲ့အခါကျရင်စဉ်းစားကြမယ်အိမ်မှာစံပြုတ်ပြုတ်ထားတယ် အရင်ဆုံးဒါလေးကိုလာစားကြဒီလိုနဲ့အားလုံးကလည်းစံပြုတ်လေးကိုထိုင်စားခဲ့ကြပါတယ်စားတော့ပြီးသွားတဲ့အခါမှာတာဖာနှစ်ယောက်လုံးကလည်းအလောက်ရှာဖို့အတွက်အပြင်ကိုပြန်လဲထွက်ခွာသွားခဲ့ကြပါတယ်ဒီလိုနဲ့ပဲနေရပောင်းများစွာကုံဆုံသွားခဲ့ကြပါတယ်မိသားစုဝင်တွေအကုန်လုံးကလည်းရှေးဆက်ပြီးဘလို့လောက်ကြရင် ကောင်းမလဲဆိုတာကိုပဲစဉ်းစားနေကြတာပေါ့ဒီလိုနဲ့နောင်နေမနဲ့မိုးလင်းသွားခဲ့တဲ့အခါမှာဘေမလာရဲ့အိမ်အရှိမအမျိုးသမီးတယောက်အတန်အကျယ်ကြီးနဲ့လာအောင်နေခဲ့ပါတယ်ဘေမလာအပြင်ထွက်ပြီးကြီးခဲ့တဲ့အခါမှာအဖွားအိုကြီးတယောက်ဖြစ်နေတာကိုတွေ့ခဲ့ပါတယ် ုတ်ကဲ့ပါအမေကြီးရဘာကိစ္စရှိလို့လဲပြောပါတမီးလေးရင်ငါကပကံအိုးခွက်တွေရောင်းနေတူပါနင်တို့တခုခုဝယ်ခြင်းနဲ့ဆိုလို့ရှင်တော့ဝယ်လို့ရပါတယ်မဟုတ်တာရှင်ကျမဘာမှမဝယ်ခြင်းမဘူးကျမတို့ရပါတယ်ဒါဆိုရင်တော့တော့ပါတော့နော်အာတစ်ချက်လောက်ကြည့်လိုက်ပါတမီးလေးရတခုခုအတော့ဝင်တာလေးရှိခြင်းရှိမှာပေါ့အဲ့ဒီခါကျရင်ဝယ်ထားနော်မဟုတ်ဘူးကျမဘာမှထပ်ပြီးတော့မလို့ချင်တော့ဘူးအမေကြီးရဲ့ကျမပြောတာပဲပြီးတော့ကျမမှအမေကြီးကိုပေးဖို့အတွက်ပတ်စံလည်းမရှိဘူးအားရကြောင့်လည်းကျမဘာမှမဝယ်ချင်တာပါအေးအေးအေးဟုတ်ပြီဟုတ်ပြီ ဖတ်စာမရှိဘူးဆိုလို့ရှိရင်တော့မပေးပါနဲ့ဒါနဲ့စားသောက်ဖို့အတွက်တခုခုရောရှိလားဘိုက်တွေတအားကိုစားနေလို့ပါကွယ်အဖေါ်အကြီးစကားကြားခဲ့ရတဲ့အခါမှာဘင်မလာကလည်းစဉ်းစားလိုက်ပါတယ်အိမ်မှာစားသောက်ဖို့အတွက်ရိုတီလေးနှစ်ချမ်းနဲ့ငရုတ်သီးစိမ်းလေးသာရှိတာပါဘင်မလာကလည်းစိတ်ပြဝမ်းနေစွာနဲ့ပြောလိုက်ပါတယ်ခဏလေးမေကျွန်မအဆင်ပြေအောင်လုပ်ပေးမယ်အိမ်မှာပါရှိလဲဆိုတော့ကိုကျွန်မတော့ကြည့်လိုက်မယ်နော်ဒီလိုနဲ့ဗင်မလာကလည်းအိမ်မှာရှိတဲ့ရိုတီနှစ်ချမ်းနဲ့ငရုတ်သီးလေးထည့်ပြီးအဖွားအိုကြီးကိုပေးခဲ့ပါတယ်။ကျမမှဒါလေးပဲကျွေးစရာရှိတယ်။ အော်ဒါကများတာပေါ့ကျေးဇူးတင်ပါတယ်ကွယ်ပြောပြီးနောက်မှအဖွားအကြီးကလည်းစိတ်ပါလက်ပါနဲ့စားတောက်ခဲ့ပါတယ်ကောင်းလိုက်တာသမီးလေးရဲ့အရသာအရန်ရှိတယ်တိလားဒါနဲ့နေငါးစီကနေတခုခုပြန်လို့ကျင်လာလို့ကျင်လာစီလို့ရှင်တော့ပြန်ယူနော်မဟုတ်တာမေကြီးရဲ့ကျမရိုတီလေးနှစ်ချမ်းနဲ့ငရုတ်သီးစိမ်ပဲကျွေးရပါအဲ့ဒီအစားကျမဘာကိုပြန်ယူရမှာလဲထားလိုက်ပါတော့ရှင်ကျမမလို့ချင်းဘူးမဟုတ်ဘူးသမီးလေးရဲ့နေအနေနဲ့ငါးစီကနေတခုခုယူမကောဖြစ်မယ်နေငါ့ကိုထမင်းကျွေးထားတယ်မဟုတ်ဘူးလားအဲရော့ဒီမှာကျိတ်ဆောင်လေးယူထားလိုက်ပါလား အော်မဟုတ်တာအမေကြီးရေဒီမှာကျိတ်ဆုံမလို့ခြင်းမူဒါကတာမန်ကျိတ်ဆုံမဟုတ်ဘူးဒီကျိတ်ဆုံကြောင့်နေ့ရက်ကန်ကျမတခုလုံးပြောင်းလဲသွားနိုင်တယ်ဘာလို့ပြောချင်တာလဲအမေကြီးရေကျမဖြစ်နာကိုမလဲဘူးဒါဆိုရင်တော့နေငေါ့ရေလေးတစ်ခွတ်တိုက်ပါအောင်ကွယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျမအခုပဲရေယူလာခဲ့ပေးမယ်နော်ဒီလိုနဲ့ဗီမလာကရေသွားခန့်နေခဲ့တဲ့အချိန်မှာအဖွားအိုကြီးမရှိတော့ပါဘူးကျိတ်ဆုံလေးကိုနေရာမှာထားပြီးသူကတော့ထွက်ခွာသွားခဲ့ပါတယ်ဗီမလာကထူဆန့်နေခဲ့တဲ့အချိန်မှာပဲသူ့ရောင်မနဲ့ရောက်ခမရောက်ရှိလာခဲ့ပါတယ် ဒါပါလဲယောင်မရဲ့ဒီကျိတ်ဆောင်ကဘယ်ကနေရောက်လာခဲ့ရလဲအခုနောက်အဖွားအကြီးတယောက်အင်းရှိရောက်လာတာဗကန်နေအိုးခွက်တွေရောင်းတာလေသူကတခုခုဝယ်ပါတဲ့ဝယ်စရာမရှိဘူးဆိုတော့သူကဘိုက်စာလို့ရိုတီကျွေးဆိုတော့ငါကလည်းရိုတီနဲ့ငရုတ်တီကျွေးလိုက်တာအဲ့ဒါကိုသူကဒါပြန်ပေးသွားတယ်ငါတို့မှပထမတည်းကကျိတ်ဆောင်တခုရှိနေရပဲဒါကိုဘာလို့ရမှာလဲအဲ့ဒီအစားတခြားပကံတွေဝယ်တာမှကောင်းအောင်မယ်ကျမဘာမှပြောဖို့အတွက်အချိန်မရဘူးအမေရဲ့ကျမရေသွားခတ်တော့သူမရှိတော့ဘူးရပါတယ် ိမ်မှာရှိတဲ့ကျိတ်ဆောင်ကတော်တော်လေးကိုဟောင်းနေပြီလေအဲ့ဒါကြောင့်အခုကျမတို့ဒါကိုသုံးဆွဲကြမယ်နော်ဒီလိုနဲ့သူတို့ကလည်းကျိတ်ဆောင်လေးကိုမိဖို့ကြောင်းရဲ့တနေရာမှာသွားထားခဲ့ကြပါတယ်အားလုံးကလည်းကိုစီအလုံးလုံးနေခဲ့ကြတာပေါ့ညစာထမင်းစားတော့မယ့်အချိန်မှာအားလုံးကဘာစားရမလဲဆိုတာစဉ်းစားခဲ့ကြပါတယ်ဘာစားရမှာလဲစံပြုတ်ထပ်ပြုတ်ယုံပဲပေါ့ဘယ်အချိန်မှာငါတို့ဘဝတွေပြောင်းလဲမလဲမသိတော့ပါဘူးအခု၅ယောက်ကြာနေငါသားလေး၂ယောက်လုံးကလည်းပတ်စံနေရလဲဖြစ်တယ်ဆိုပြီးအလုတ်သွားလုံးနေကြတယ် ထားလိုက်ပါအမေရဲ့အရာအလုံးအစင်ပြေသွားမှာပေါ့အေးပါအခုရှိတာလေးပဲချက်လိုက်တော့ဗင်မလာကစိတ်ပြေဝင်နေကြွားနေဂျုံစီလေးတွေယူပြီးတော့အဖွားအိုကြီးရဲ့ဂျိတ်ဆုံနဲ့စာကြိတ်ပါတယ်သူမဂျိတ်ဆုံကိုလှည့်လိုက်တာနဲ့တပတ်ပဲလှည့်ရပါသေးတယ်ရက်တန့်သွားခဲ့ပါတယ်ဒါဘလို့ဖြစ်တာလဲဘာဖြစ်လို့ဒါကြီးကမလဲရတော့တာလဲဘလို့ဖြစ်တာလဲအစင်ပြေရလားဒီလိုနဲ့သူတို့ကလည်းနောက်ထပ်တယောက်ကိုခေါ်ပြီးဂျိတ်ဆုံကိုအားနဲ့လှည့်လိုက်တဲ့အချိန်မှာတော့ထူးဆန်းအောင်အဖွဲရဖြစ်သွားခဲ့ပါတယ်။သူတို့ဂျုံတွေနေရာမှာရွှေတုံးလေးတွေထွက်လာခဲ့ပါတယ်။ ဒါပါလေအဖေအမေဒီမှာလာကြည့်ပါအောင်အားလုံးကလည်းအပြေးလွှားရောက်လာကြည့်ခဲ့ကြပါလေဘာဖြစ်တာလဲဘာတွေအော်နေရလဲအမေရဲ့ဒီမှာကြည့်ပါအောင်ထူးဆလိုက်တာဒီကျိတ်စုံထဲမှာဂျုံထဲလိုက်တာရွှေထွက်လာတယ်ဒါပါလေပြောနေရလဲဘယ်လိုလုပ်ဖြစ်နိုင်မလဲခဏနဲ့ငါကြည့်ကြည့်မယ်ဒီလိုနဲ့သူကလည်းဂျုံကိုကြိတ်ကြည့်ခဲ့တဲ့အခါမှာထူဆန်းစွာနဲ့ပဲရွှေရွှေထွက်လာပါတယ်။အခုဆိုရင်ကြိတ်ဆောင်ကမော့အစွမ်းထန်နေရဲဆိုတော့အားလုံးသိရှိသွားခဲ့ကြပါတယ်။မိသားစုဝင်တွေအားလုံးဝမ်းသာပျော်ရွှင်ကုန်ကြတာပေါ့။ ဒါဆိုရင်တော့ရောင်မကိုဒီကျိတ်ဆောင်လာပေးထားတဲ့အမျိုးသမီးကတာမန်အမျိုးသမီးတယောက်မဟုတ်ဘူးပဲ။ဟုတ်တယ်ငါတို့မိသားစုအရန်ကိုဝမ်းနေတယ်လို့ဖခင်သခင်ကအကူအညီပေးလိုက်တာဖြစ်မယ်။အခုအရာအလုံးအဆင်ပြေသွားတော့မယ်ဒီရွှေတွေကိုသွားရောင်းကြမယ်။ငါတို့ဒီရွှေကိုရောင်းပြီးရတဲ့ပတ်စံနဲ့လေယာဆိုင်ပြောရီလုံကံပြန်လောက်ကြမယ်။ငါတို့ကောင်းမွန်တဲ့နေရာတွေမှာဂျာတွေကိုအသုံးပြုမယ်။ဟုတ်တယ်သားလေးရဲ့အဖေတို့အဆင်ပြေပြီနဲ့တူတယ်။အခုဆိုရင်တော့အဖေတို့ရဲ့ကြိုးစားအားထုတ်မှုနဲ့ဖခင်သခင်ရဲ့ကောင်းချီးပေးမှုကြောင့်အရာအလုံးအဆင်ပြေတော့မှာ။ဒါဆိုရင်တော့အဖေ ကျမတို့ဒီကျိတ်ဆောင်ကြီးကိုရရှိထားတာဆိုတော့ကိုအထွက်ကိုရင်ဘယ်ကမလဲရွာသူရွာသားတွေအားလုံးအထွက်လည်းအသုံးပြုပေးတဲ့။ဒါပေါ့ကောင်းတယ်။ငါတို့တခြားသူတွေကိုကျင်းတယ်ပေါ့အကူအညီပေးကြမယ်။တို့တို့ဒီစကားတွေပြောဆိုနေခဲ့တဲ့အချိန်မှာပဲအပြင်ကနေအော်တန်တွေကိုကြားခဲ့ရပါတယ်။တို့အားလုံးအပြင်ကိုထွက်ကြည့်ခဲ့တဲ့အချိန်မှာပဲအိမ်ဒီချင်းတွေကိုရွာသူရွာသားတွေဝိုင်းရိုက်နေတာတွေ့ခဲ့ရပါတယ်။အိမ်ဒီချင်းရဲ့အမျိုးသမီးဖြစ်သူကတော့အုံငုံနေခဲ့ပါတယ်။ကဲပါဗျာကဲပါဘာလို့ရိုက်ကြလဲမရိုက်ပါနဲ့ကဲပါကျွန်တော်ကိုလှုပ်ပေးပါ ကျမယောက်ျားကိုလှုပ်ပေးလိုက်ပါမရိုက်ပါနဲ့အကျွေးတွေအကုန်လုံးပြန်ဆပါမယ်ဆိုနေမှသူ့ကိုမရိုက်ပါနဲ့လှုပ်ပေးလိုက်ပါရှင်လှုပ်ပေးလိုက်ပါခမရတို့ဒါဘာလုပ်တာလဲဘာဖြစ်လို့ဒီလူကိုရိုက်နေကြတာလဲသူ့ဘာအပြစ်တွေများလောက်ခဲ့ပြီလို့လဲဟုတ်တယ်ဘာဖြစ်တာလဲသူ့ကိုဘာဖြစ်လို့အားလုံးဝိုင်းပြီးတော့ရိုက်နေကြတာလဲငါတို့ကရွာမှာရှိတဲ့တထေကြီးရဲ့လူတွေပဲသူတို့ကသူတို့သမီးလေးကိုလက်ထပ်ပေးဖို့အတွက်ပတ်စံတွေငါစီကအများကြီးချီးယိုခဲ့ကြတယ်ပတ်စံကိုပြန်ပြီးတော့အကျွေးမဆက်ပဲနဲ့ဒီနေ့ညပဲရွာကနေထွက်ပြေးဖို့အတွက်စီစဉ်ထားကြတယ်လေ ီစကားကိုကြားခဲ့ရတဲ့အခါမှာဘီမလာနဲ့အတူတူသူ့မိသားစုဝင်တွေအကုန်လုံးကလည်းအံ့အားသင့်ကုန်ကြရပါတယ်။အကိုအမတကယ်ပဲဒီကနေပြီးတော့ထွက်ပြေးကြမယ်ဆိုပြီးတော့စဉ်းစားထားခဲ့ကြတာလားရှင်။ကျမတို့ရဲ့ရွာကိုပဲပြန်နေခဲ့တာထွက်ပြေးနေခဲ့တာမဟုတ်ပါဘူး။ဒီရွာမှာဘာအလုပ်တခုမှအဆင်မပြေဘူးဆိုတော့ကျမနေထိုင်ခဲ့တဲ့အရင်ကရွာလေးကိုပြန်သွားပြီးအလုပ်တခုတော့ရှာမလို့အလုပ်ရှာပြီးပတ်စံဆူပြီးပြီးဆိုတော့လည်းပတ်စံတွေအလုံးကိုပြန်ဆောက်မှာပါ။ဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်တယ်သူပြောတဲ့စကားတွေအကုန်လုံးကအမှန်ပဲ ကျွန်တော်တို့ဒီကနေထွက်ပြေးနေရမှာမဟုတ်ပါဘူး။ဘာဖြစ်လို့ထွက်ပြေးရမှာလဲ။ဒါရီအားလုံးငါတို့သိလည်းမသိချင်းဘူး၊သိလည်းမသိဘူး။မင်းတို့မနေ့ပြန်ငါတို့ကိုပတ်စံပြတ်မပေးဘူးဆိုလို့ရှင်တော့မင်းတို့ဘလို့အခြေအနေဖြစ်သွားမလဲဆိုတာကိုကိုယ်တိုင်ကြည့်လိုက်ကြတော့မင်းတို့ဒီကနေပြီးတော့ထွက်ပြေးဖို့အတွက်လုံးဝမစဉ်းစားထားနဲ့။မင်းတို့ကိုထွက်ပြေးခွင့်မပေးနိုင်ဘူး။မင်းတို့နှစ်ယောက်လုံးကိုလည်းထောင်ထဲကိုထည့်ပြလို့ရတယ်ဟေ့နားလေလား။ငါတို့ပတ်စံကိုပြတ်မဆက်ဘူးဆိုလို့ရှင်တော့ငါတို့မတတ်တာတဲ့အဆောင်အားလုံးလောက်ကြရမှာပဲ။နောက်ဆုံးဘာမှမထူးခြားလာဘူးဆိုရင်တော့မင်းတို့ရဲ့သမီးလေးကိုပဲငါတို့တော့ဖမ်းခေါ်လာခဲ့မယ်။ တမီလီရဲ့အကန့်ကိုကြားခဲ့ရတဲ့အခါမှာမိဘတွေကလည်းအရန်ကိုထိုင်လန်တောင်းလို့သွားခဲ့ကြပါတယ်။ဒီအချိန်မှာဗီမလာကလည်းပြောပါတယ်။မဟုတ်တာရှင်အဲ့လိုဖြစ်စီရလား။သူတို့ဒီနေ့ပဲရှင်တို့ရဲ့ပတ်စံတွေအကုန်လုံးကိုပြန်ဆက်ပေးပါလိမ့်မယ်။အဲ့လောက်ထိလည်းမရက်ဆက်ကြပါနဲ့။အခုတော်တော်ဆယ်တော့ရှင်တို့ဒီကနေအများဆုံးထွက်သွားလိုက်ကြတော့ဒီလိုနဲ့တထေကြီးရဲ့လူယုံတွေကလည်းဗီမလာစကားကိုကြားရတဲ့စိတ်အေးတသာစွာနဲ့ပဲထွက်ခွာသွားခဲ့ကြပါတယ်။အိမ်လေးချင်းလေးများနှစ်ယောက်လုံးကတော့သူတို့ကိုယ်တိုင်လည်းဘာပြောရမလဲမသိတော့ပါဘူး။ တို့ဘာဆက်ဖြစ်မလဲဆိုတော့ကိုလည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ကြပါတယ်ဒီအချိန်မှာဗင်မလာကသူ့ရောင်မလေးဘက်ကိုကြည့်ပြီးတော့ပြောခဲ့ပါတယ်ရောင်မလေးကလည်းချက်ချင်းနားလဲသွားခဲ့တဲ့အတွက်ကြောင့်မလို့အိမ်ထဲပြေးဝင်သွားပါတယ်အိမ်ထဲမှာရှိနေတဲ့ရွှေတောင်းလေးတွေကိုယူလာခဲ့ပြီးနောက်မှာတော့သူ့ရောင်မဗင်မလာကိုပေးခဲ့ပါတယ်ကဲရော့ကိုရေးဒီမှာရွှေတောင်းလေးတွေဒါတွေကိုထုတ်ခွဲရောင်းချပြီးတော့အကျွေးတွေအကုန်လုံးကိုဆက်လိုက်ပါရွှေတောင်းလေးတို့ကိုမြင်တွေ့ကြရတဲ့အခါမှာအိမ်ကြီးချင်းလေးများနှစ်ယောက်လုံးဝမ်းတာပြောရွှေမဆုံးဖြစ်သွားခဲ့ကြပါသည်။တို့တို့လည်းမယုံကြည်နိုင်အောင်ဖြစ်နေကြရပါဘော။ ဒါရီအားလုံးကဘလို့ရောက်လာခဲ့ရလဲရှင်အောင်းအစရာကောင်းလိုက်တာကျမတို့ဒုက္ခရောက်နေတယ်လို့မျိုးအမတို့လည်းဒုက္ခရောက်နေကြတာပဲမဟုတ်ဘူးလားဒါပေမဲ့ကျမတို့ဒါရီကိုဘလို့ယူထားရမှာလဲဗင်မလာကလည်းအိမ်နီးချင်းတွေကိုကိစ္စတွေအားလုံးပြောပြခဲ့ပါတယ်ဒါကြောင့်ရွာမှာရှိတဲ့နောက်ထပ်ဆင်းရဲတဲ့သူတွေကိုလည်းသူတို့ကအကူအညီပေးမယ်ဆိုပြီးပြောခဲ့ကြတာပေါ့ဒီလိုနဲ့အားလုံးကလည်းပျော်ရွှင်စွာနဲ့ရွှေတွေကိုလက်ခံထားခဲ့ကြပါတယ်နောက်နေ့မှာကျွေးရီအားလုံးကိုသူတို့ပြန်ဆန်နိုင်သွားခဲ့ကြပါတယ်ဒီလိုနဲ့ဗင်မလာကလည်းရွာမှာလူတွေအများကြီးကိုအကူအညီပေးခဲ့ပါတယ် သူတို့မိသားစုတွေအကုန်လုံးကလည်းချမ်းသာပျော်ရွှင်စွာနဲ့ရွှေမနေထိုင်နိုင်သွားခဲ့ကြပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်